တရ105ဝယ်သင့်ပါသလားတဲ့ဒါတရ105ဆိုတာပုံစံတရ105ကိုပြောတာဖြစ်မှာပုံစံတရ105ဆိုတာပိုင်ဆိုင်မှုမဟုတ်ပါဘူးညီပုံလို့ခေါ်တယ်ဘယ်အကွက်ပဲဖြစ်ဖြစ်ပုံစံတရ105ထုတ်လို့ရတယ်ဒါကညီပုံလို့ခေါ်တယ်အဲ့တော့ဘာတိရမလဲဆိုရင်ကိုဝယ်မဲ့နေရာကိုရဲ့မြေကွက်ကဒီနေရာကရန်ထွက်တာလားပါမစ်ထွက်တာလားစလစ်ထွက်တာလားပြေစာထွက်တာလားเนาะအဲ့ဒီအရာတွေအကုန်လုံးကပုံစံတရ105ထုတ်လို့ရပြီလားပြီးတော့နောက်ဆုံး စာချုပ်ဆက်ဆက်လာဒါလေးတွေကျွန်တော်တို့စုံစမ်းဖို့လိုတယ်နော်မြေမျိုးသားကဘယ်လိုပုံစံမျိုးဆိုပုံစံ105ထုတ်လို့ရတယ်အဲ့ဒီပုံစံ105ထဲမှာလည်းကြည့်ကြည့်ပါဘာမြေမျိုးသားနဲ့ထွက်လဲမျိုးမြေနဲ့ထွက်တာလားဥယျာဉ်ချမ်းမြေနဲ့ထွက်တာလားဘလိုမျိုးသားနဲ့ထွက်လဲပေါ့တချို့ဆိုမြေပေးမိဆိုတာရှိသေးတယ်မျိုးမျိုးရှိတယ်ပေါ့အဲ့ဒီအဲ့ဒီရဲ့ပုံစံ105ထဲမှာဟိုမှာမြေရဲ့အမျိုးအစားကိုပါပြီးသားနော်ဘောဝပိုင်းလားဘောဝပိုင်းဆို G3 လားစသည်ဖြင့်အဲ့ဒါလေးတွေပါတယ်ဒါလေးတွေတေချာစစ်စစ်ပါ ပုံစံ105ကမိတ်ဆွေရဲ့မြေခွက်ကိုကျွန်တော်တို့သွားထုတ်တာထုတ်လို့ရတယ်ပုံစံ105ဆိုပလဲနေအောင်ဆယ်ရွက်ထုတ်လို့ရတယ်ဆန်ကားထုတ်လို့ရအဲ့လောက်ထိကိုထုတ်လို့ရတယ်ပုံစံ105ဒါပိုင်ဆိုင်မှုမဟုတ်ဘူးရှင်းအောင်ပြောပြမယ်ဆိုဒါမြေခွက်ရဲ့တီနေရအဲ့ဒီမှာမြေပုံလေးအနီလေးနဲ့ဆွဲပြတာတွေ့ရလိမ့်မယ်ဘယ်လန်းလဲဘယ်နေရာလဲဒါလေး area ဘယ်လောက်ရှိလဲဒါလေးလို့ပြထားတာဒါပုံစံ105လို့ခေါ်တယ်မြေပုံမြေရာဆိုရင်လို့လည်းခေါ်တယ်နော်အဲ့ဒါကပိုင်ဆိုင်မှုမဟုတ်ဘူးမြေရဲ့တီနေရကိုပြတာပိုင်ဆိုင်မှုအစစ်မှန်ဆိုတာရှိတယ်ခုနပြောသလိုဒီ ပတ်ဝန်းကျင်ဒီမြေကွက်ကဘာနဲ့ထွက်လဲဆိုတာကိုကိုယ့်ရဲ့ဘေးနားမြေကွက်တွေလည်းစုံစမ်းကြည့်ပါဒါမှမဟုတ်ရက်ကွက်လူကြီးသိမလားတခြားပေါ့မြေစင်းသိမလားမြို့နယ်ဆိုင်ရာမြေစင်းတွေသွားစုံစမ်းကြည့်အဓိကတစ်ဆင့်သိလာရမယ်နော်အဲကြောင့်ပုံစံ105ရှိတိုင်းဝယ်တင်လာဆိုဝယ်တင်သေးဘူးပုံစံ105မြေပုံဝယ်ရှိသေးတယ်အဲ့ဒါမိမိရဲ့မြေမျိုးစားဘာလဲဓာတ်တွေကိုဖော်ပြကျင်တာဧရိယာဘယ်လောက်ရှိလဲဓာတ်တွေအတိုင်းအတာဘယ်လောက်ရှိလဲအကွက်နံပါတ်ဘယ်လောက်လဲဓာတ်တွေကိုဖော်ပြတာဖြစ်တာဓာတ်တွေကိုပုံစံ105ဆိုတာရှိတယ်ပုံစံ106ဆိုတာရှိတယ်တွဲလာလာတယ်ပေါ့နော်အဲ့တော့ မိတ်ဆွေခြံဝင်မယ်အိမ်ဝင်မယ်ဆိုရင်အိမ်ချမ်းပြေဝင်မယ်ဆိုရင်အဓိကပိုင်ဆိုင်မှုစာဘက်ဇာတ်အစစ်မှန်ကိုတောင်းကြည့်ပါတကယ်လို့မှပြနိုင်တယ်ဆိုရင်မြို့နယ်မြင်းစင်းရုံးတွေဖေးအုပ်တွေကိုစစ်ကြည့်ပါနော်ပြီးတော့တကယ်အိမ်ချမ်းပြေကိုနားလေတဲ့ရှေ့နေနဲ့ခေါ်ပြီးချုပ်ပါဒါလေးတွေကျွန်တော်အကြံပြုချင်တယ်ဟုတ်ကဲ့ကြည့်နေတဲ့အကြောင်းမှရှိရင်ကျွန်တော်ရဲ့ comment မှာမေးတော့ပြပါဦးဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်